အားလုံးပဲမင်္ဂလာပါဆရာမနိုင်နိုင်စနေရေးသားထားတယ်ကျွန်မဖက်ဖို့ပေါင်းချုပ်ဆိုတဲ့စာအုပ်လေးတွေကအเจ้าအရာလေးတခုညဝေပေးခြင်းပါတယ်နေ့စီပန်အပွင့်ပွင့်ကိုစူးပင်ကို ရေလောင်းပေးရတယ်တငေချင်းအတွက်အနစ်နာခံတဲ့အလုပ်ကခက်ခဲတဲ့အလုပ်တော့မဟုတ်ဘူးခက်တာကအနစ်နာခံရလောက်တဲ့တငေချင်းမျိုးရှိဖို့ပဲလိုတယ် ထီးကျန်နေဆိုတာလောကကြီးကကိုယ်ကိုမေ့တော်လို့မဟုတ်ဘူးကိုယ်ကလောကကြီးကိုမေ့တော်လို့ဖြစ်တယ်တကယ်လို့အကောင်းဆုံးနဲ့ကိုပဲတည်ရှင်းဆိုခွင့်ပေးခဲ့မယ်ဆိုရင်တော်အုပ်ကြီးကအိတ်ဆိတ်လျှောက်ခဲ့နေတော်မယ်ခြေတော်ဘုဆင်ခြေတစ်ခုပဲလိုအပ်တယ်နောက်ဆုံးဘုဆင်ခြေအခုတည်းကလိုအပ်တယ်ဒါပေမဲ့လူအများကဆင်ခြေတရားပေးပြီးပြောင်းရင်းသူမဟုတ်ကြောင်းတည့်တည့်ပြကြတယ် စင်ချေတခုတည်းကိုတုံပြီးတက်တိရှိသူဖြစ်ကြောင်းကိုတော့တက်တိပြဖို့မေ့နေကြတယ်။စိတ်နဲ့သဘောထားပြေဝတဲ့အမျိုးသမီးကဒါတော့မှသူ့ပိုင်းဆိုင်တာကို မကြောပါဘူး။ပညာဘယ်လောက်တက်တယ်လဲထုံမပြောဘူး။ဘယ်ကိုတော့ခဲ့တယ်အဝဲအထည်ဘယ်လောက်ပိုင်းဆိုင်ကြောင်းလဝဲယတနာဘယ်လောက်ရှိကြောင်းမကြောပါတဘူး။အကြောင်းကသူ့မှာတိမ်ငယ်နှိမ့်စားတဲ့စိတ်မရှိလို့ပါပဲ။ ။အမြတ်တဲ့မိန်းကလေးတွေတခါတလေမှဘာမှမသိတလို့တုံးတီတုံးကဆန်ဆောင်တင်းနေ။လောဘမကြီးနဲ့ကောင်းတဲ့အရာတွေကဘယ်တော့မှတချင်မခံဘူး။လူတွေသိနိုင်တဲ့မှားယွင်းမှုမျိုးကတကယ်အမှားမဟုတ်သေးဘူး။တခြားလူလူတော်နိုင်တဲ့ချစ်သူမျိုးကတကယ်ချစ်သူမဟုတ်သေးဘူး။သူတော်အောင်မြင်ပျော်ရှင်နေတာကိုကြည့်ပြီးအနာလိုမဖြစ်ပါနဲ့။အောင်မြင်ပျော်ရှင်ဖို့သူတို့လည်း လန်နဖန်နဲ့ရိပ်ပြီးဂျိုးပန်းခေကြတာဖြစ်တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီเจ้าရလင်ကနေဘ ഹു တုတအဆုံးတရားရကြဖို့ညှော်လင်းယုံကြည်ပါတယ်။ယုံပါစာဖက်ပါ